အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှတော့စကိုင်းကွန်ဒိုမှာပိတ်မိနေတဲ့လူတွေထဲမှာအတန်တွေကြားနေရပြီမလဲကင်ထုတ်ဖို့ခက်ခဲနေတဲ့အခြေအနေတွေလည်းရှိနေတဲ့ဖြူဖိုင်လေးကိုလည်းတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာမြန်မာကက်ထရီနိုလေးချန်နယ်မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာရောက်ရှိလာပါပြီခုကျွန်တော်ရောက်ရှိနေတာတော့62လမ်းနဲ့ကျွန်တော်26လမ်းမှာရှိတဲ့စကိုင်းဟိုတယ်ကြိုကြပျက်စီးမှုရှိနေပဲ နေအောင်အကြောင်းရောက်ရှိနေတာပါဒီမှာကတော့ကျွန်တော်လူရည်တရင်ပြကြရတော့လူရည်300နဲ့400ကြာပိတ်မိနေတယ်ဆိုပြီးရမွေးရရှိတာနဲ့ကျွန်တော်တို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ WHO နဲ့ကျွန်တော်မြန်မာမြန်မာနိုင်ငံမိသက်တဖွဲ့ဝင်များနဲ့အတူကျွန်တော်တို့ပေါင်းဆောင်ပြီးကဲထုတ်နေတာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်62လမ်းနဲ့မန္တလေး62လမ်းလမ်း120မှာရှိတယ်စကိုင်းဗီလာဟိုတယ်မှာကျွန်တော်တို့ အောက်ထပ်လေးလွှာကိုကြပြည့်စည်ပြီးတော့ကျွန်တော်တို့အလောင်းများရှာလို့မရတဲ့လူရည်300ကျော်လောက်ရှိတဲ့နေရာပေါ့နော်ကျွန်တော်တို့ဒီမှာတော့နိုင်ငံရှာဖွေရေးအဖွဲ့ဆိုတရုတ်ရှိမယ်ကျွန်တော်ဂျပန်ရှိမယ်ပြတ်ပြောလို့ချင်းကျွန်တော်ဟိုမှာရုရှားရရှားရရှားရှိမယ်ဗျာကျွန်တော်စုံဆွဲပြရရှားရရှိမယ်ဗျာကျွန်တော်တို့နိုင်ငံမိသက်တဖုံနေတယ်ကျွန်တော်ရန်ကုန်တိုင်းဒီမိုကရေစီအဖွဲ့ဝင်များနေတူ တော့ဒီမှာလာရောက်ကူညီပြီးတော့ရှာဖွေကယ်ဆယ်ရေးတောက်လျှောက်လုပ်ပြီးရောမှာဖြစ်ပါတယ်ဗျာအဲ့တော့ကျွန်တော်တို့အနေနဲ့တော့ရောင်းတိုင်းကယ်ဆယ်ရေးဖွဲ့နေရတော့ကျွန်တော်တို့မင်းကြီးတိုင်းမှာရှိတဲ့အဖြစ်မြင့်အဆက်မြင့်တိုက်ပြောကြမှုအလုံးကြီးပေါ့122လုံးရှိတဲ့အထဲမှာအခြေဆုံးအနေနဲ့အများဆုံးဖြစ်တဲ့အကိုင်းပီလာလို့ပြောတဲ့ဟိုတယ်ကြီးကတော့ဒါသက်ရှိ လူများလုံးပြီးနေမှုနဲ့ကျွန်တော်တို့လူကြီးအများလုံးတည်ဆုံနေလို့

ရှိအာကျွန်တော်တို့အကိုင်းစတာဟိုတယ်ရဲ့ကျွန်တော်နောက်ဘက်ချမ်းပေါ့နော်တက်နိုင်တယ်လောက်ကျွန်တော်တို့ဆွဲထုတ်နေတာပါလက်ရှိမှာတော့ကျွန်တော်တို့ဘာဖိုးနဲ့ရောကျွန်တော်တို့နိုင်ညာအဖွဲ့ဝင်နဲ့နဲ့ရော ကျွန်တော်တက်နိုင်တယ်လို့ဟုတ်ကောဘယ်ရောက်ဟုတ်ကဲ့ဒီကိုဒီလိုက်ရင်ဒီဥစ္စာလွာတော့ ABCD လွာရှိမယ်အတိအကျတော့ဥစ္စာ ABCDEFHICD လို့ပြောရှိရှိတယ်ဂျေလောက်ရှိရနော်ဂျေလောက်ရှိ Q လား J လားရှိတယ်ကျွန်တော်တို့ဥစ္စာ အကြမ်းမြင် ABCD နဲ့ပဲတွက်လိုက်တော့ဟုတ်ဟုတ်သူတို့ဒီဘယ်လိုပြောမှာလဲတရားကွက်နဲ့ပဲကြည့်ရတော့မှာပေါ့နော်ခုတော့ခဏကြီးကြည့်တာဒီမှာလူကြီးထွက်လာ3အောင်ဖြစ်တာလေနော်3လောက်အောင် ABCD ဒီ8ဟုတ်ဒီကေတော့ဒီမှာကျွန်တော်ကျူအားဒီအဆောက်အအုံအနေနဲ့ကျတော့ကျွန်တော်တို့၄လုံးဖွဲ့လိုက်တာ၄လုံးဖွဲ့ဒါပဲချမ်းဟုတ်အကိုကြီးခုနကပြောချင်တာဘယ်ဥစ္စာကိုအခုအခုကဒီမှာကအဖွဲ့အပေါ်ဘက်မှာဟုတ်တယ်မှာဟုတ်ဟုတ်အတန်လေးကြားတယ်ဆက်တယ်လေ iPhone ဆိုတာပေါ့ဒီလိုတွေ့ထုတ်နေဟုတ်အဲ့မှာဒီ Nokia ဆွဲနေဟုတ်ကဲဒီကဲဒီဖွင့်နေဆွဲထုတ်နေအဲဒီအုတ်ထဲမှာခုနကတော့မြင်ခဲ့တာဟိုဘက်အထက်မှာလေဟုတ်ဒီဘက်ထောက်အုတ်ထဲမှာပိုက်ကြည့်တယ်ဟိုဘက်ကျွန်တော်တို့နောက်ပါဟိုဘက်လည်းတက်စုဘူးဟုတ်တယ်ဗျလုံနေတော့လေလုံနေတယ်ဗျအဲ့မှာတခွေမူးကိုယ်တိုင်ရောလက်ထောက်ပဲလုံနေတယ်လုံနေပြီဆိုတော့အဲကျွန်တော်တို့ကဒီဘက်ချောင်းဝင်ပေးရမှာပေါ့မဟုတ်ဘူးပြစ်တော့မယ်ပြီးပြီးမှအခုလို့ဆုံးပြလိုက်တယ်อืมဆက်သွားလိုက်ဟုတ်ကဲ့ဆက်သွားမယ် ဒါလူရဲ့300တော့မကဘူးဒီမှာဘယ်ပြည့်ပြည့်ကလေးကလာတော့ကျွန်တော်တို့62လမ်းမှာရှိတဲ့ဟိုတယ်ရောကျွန်တော်တို့မီနီမားကတ်ဟောပါနော်ကျွန်တော်တို့ရှိတဲ့ရေကူးကန်လေးပါတဲ့ဒါနောက်ဘက်ချမ်းမီးကိုထွက်နေတာဆိုရင်ဒါကစ်ချင်အခန်းဖြစ်ပါတယ်ဗျာ ဟာကစ်ချင်ခန်းဆိုတာကျွန်တော်စားတောက်ဆိုင်အတန်းနေပေါ့အဲ့တဲမှာကစ်ချင်ခန်းနေရှိမယ်စီတီမတ်တွေရှိမယ်ဒါအခုဒါဟိုမှာရေကက်တက်တာထောင်ထားတဲ့အတန်းဟိုဒါကျွန်တော်စီတီမတ်အတန်းဖြစ်ပါတယ်ဗျအဲ့တော့စီတီမတ်အတန်းမှာတော့လက်ရှိမှာအတန်နေလဲကြားရတယ်လို့အသက်ရှိရဲ့လူတွေရှိတယ်လို့အသက်ရှင်မရှိတော့တဲ့လူတွေရှိတယ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့ကိုကြီးကယ်ဆယ်နိုင်ဖို့အတွက်စူးစမ်းသွားမှာပေါ့ဒီမှာလည်းနိုင်ငံပညာရှင်တွေရောကျွန်တော်တို့လူမှုကယ်ဆယ်ရေးအဖွဲ့အဖွဲ့မှာရန်ကုန်တိုင်းရောမန္တလေးတိုင်းရောဘကိုးတိုင်းရောအဖွဲ့လိုက်ပေါ့ ျွန်တော်ရောက်ရှိနေကြတာဖြစ်ပါတယ်